ရရှိရဲ့နင်းနာခြေခံနယ်လို့ Twitter သူဆန်ရှင်ကိုတရားစွဲခြင်းကြောင့်ခိုင်နေဝေကိုအကူအညီတောင်းလာတဲ့တာလင်မီကိန်းသူမရဲ့တာလီက Twitter သူဆန်ရှင်ဒေါ်ဝါဝါလိုင်းကြောင့်နင်းနာခေရလို့အမှန်တရားအတွက်ခိုင်နေဝေဖြည့်ရှင်ပေးပါဆိုပြီးတောင်းဆိုလာတာကတာလီရဲ့မိခင်မှာဒါကလည်းအရှင်ရက်တီအတွင်းကလိုင်းတန်ရာက Twitter သူထဲဆိုင်မှာဖြစ်ပွားခဲ့တဲ့ကိစ္စရင်အဆက်ပါ ကလင်းငယ်တယောက်ကိုချီပင်ပြစ်စင်းလာယူတဲ့အတော်ကြီးကို Twitter သူဆန်ရှင်ဒေါ်ဝဝလိုင်းကကိုထိလက်ရောက်ဆုံးမခဲ့တာဖြစ်ပါတယ်။အစောပိုင်းမှာတော့အဲ့ဒီဗီဒီယိုဖိုင်တက်လာတဲ့အချိန်မှာကလင်းငယ်ပါနေရာကြောင့်လူများစုရဲ့တနာကျင်နာစိတ်ကပြစ်စင်းလာယူတဲ့အတော်ကြီးဘက်ကိုရောက်သွားခဲ့ပါတယ်။ကလေးအတွက်မရှိလို့ခုံးရတာဆိုပြီးပရိဒသမားတွေအလူရှင်တွေကနေတိမ်မောင်ရာနဲ့ချီလူဒန်းခဲ့ကြတာပါ ဒါပေမဲ့တစ်ဖက်မှာတော့ကိုဆိုင်ပြည်စီခိုးခံလို့ဒေါသထွက်ပြီးဆုံးမမိခဲ့တဲ့ဆိုင်ရှင်မောဝဝလိုက်ခင်များမှာတော့ရဲစခန်းမှာမှုဖွင့်ခံရအဖမ်းခံရတဲ့အထိဖြစ်ခဲ့ပြီးပြီးခဲ့တဲ့ရက်ပိုင်းမှာပဲအာမခံနဲ့ပြန်လည်လာခဲ့ရပါတယ်။အခုချိန်မှာတော့ကလင်းငယ်ရဲ့မိခင်ရင်းကအခုလူသိရှင်ကြားထွက်ပေါ်လာခဲ့ပြီးတရားမြတ်တောင်းလုပ်ပေးပါဆိုပြီးခိုင်နေဝေကိုတောင်းဆိုလာတာပါ။ကလေးမရဲ့အင်တာဗျူးရာဆန်ရှင်မဝဝလိုင်းဘက်ကနေကလေးအတွက်ဆိုပြီးနင့်နာကြေးဖြင့်ချက်စဲသိမ့်ပေးရခဲ့တယ်လို့သိရပါဗျ။ အခုခါမှာတော့ media interview မှာကလေးမိခင်ကအဲ့ဒီစေတင်းကိုလက်ခံရရှိခဲ့ပေမယ့်ဒါသူတောင်းလေးကြုံတွေ့ခဲ့ရတဲ့စိတ်တန်ရနေရှင်ရင်နဲလို့နဲ့လို့ဆိုလာပါတယ်။ သူမပြောပြလာတာကတော့သူသားလေးရောက်အဲ့ဒီဖြစ်ပျက်ကြီးကိုမြင်တွေ့လိုက်ရပြီးနောက်ပိုင်းညညဆိုရင်အိမ်မဆိုးရင်မတ်ပိန်လှန့်လန့်နေနေကြောင်းအဲ့ဒီလိုကလေးရဲ့ဖြစ်ရင်ကိုမိခင်တရားအနေနဲ့ရှင်ခွဲမတက်ခံစားနေရပြီးဒီစိတ်တန်းဟာချက်စဲသိမ်းနေတဲ့လုံးဝမတန်ဘူးမကျေနပ်နိုင်ဘူးလို့ဆိုလာပါတယ်သူတို့အနေနဲ့အဲ့ဒီနင်နာကြီးစဲသိမ်းကိုကြေကြေနက်နက်လက်ခံခဲ့တာမဟုတ်ဘဲတွေ့တာသူဆန်ရှင်မဝဝလိုက်ဘက်ကနေအတင်းချက်ဖိအားပေးပြီးလက်မှတ်ထိုးခံခဲ့လို့ငွေစဲသိမ်းနဲ့ကြေးအကြောင်းလက်မှတ်ထိုးပေးခဲ့ရတာဖြစ်တယ်လို့ဆိုလာတာပါ ဒီလိုတင်းကျပ်လက်မှတ်ထိုးလိုက်ရတဲ့ဆိုပေမဲ့ရရှိတဲ့နေနာကြီးစေတဲ့ကလည်းကလင်းရဲ့စိတ်တန်ရအတွက်နည်းလွနယ်လို့ခန်းစားရတာကြောင့်ကလင်းမိခင်ဟာဒီကိစ္စအတွက်ရှေ့ဆက်တရားဥပဒေကြောင့်ရဆက်လက်ဆောင်ရွက်ဖို့ခိုင်နှမိကိုအကူအညီတောင်းလာတာဖြစ်ပါတယ်ဒီလိုကလေးမိခင်ကနင့်နာချေထက်တောင်းပြီးတရားစွဲဆိုဖို့အထီးပြင်ဆင်လာတဲ့ခါမှာတော့အွန်လိုင်းပေါ်ကလူများစုကတော့ဒေါသထွက်နေကြတာပါကလေးမိခင်ကယူတာမှုမရှိဘဲလောဘကြီးနေတယ်လို့မြင်ကြပါတယ် ။ဒါပြင်တချို့သောကလေးမျိုးကိုအပြင်းမာတိသူတွေကကလေးမျိုးခင်ဟာအစကတည်းကသူကလေးကိုပြစ်စင်းလာခိုးတဲ့အတော်ကြီးစဉ်တရက်ကျန်တဲ့တောင်းနဲ့ငှားရမ်းခဲ့တယ်လို့ဆိုပြီးတော့ပြောကြတာပါ။ ဒါဆိုအခုမှကလေးဖခင်ကတင်းကျပ်လက်မှတ်ထိုးရတယ်လို့ထွက်ပြောလာတာတွေဟာချင်းဒီကိုခွင့်ကောင်းယူပြီးငွေထက်ညက်ချင်လို့လုပ်နေတာဖြစ်တယ်ဆိုပြီးဝေဖန်နေကြတာဖြစ်ပါတယ်။အဆိုပါမျိုးသမီးဟာပြည့်စင်ယူတဲ့ဒေါ်ကြီးနဲ့ဘာမှမတော်ဘူးပြောလိုက်။ရောက်ကမလို့ပြောလိုက်နဲ့ရှုံနေတာပါ။တကယ်တော့ဒီဖြစ်ပြမှာကလေးငယ်ကတော့တကယ်ကိုတနာစရာဖြစ်ဆုံးပါပဲ။သူကိုတုံးချပြီးငွေရှာဖို့ကြိုးစားနေတာပါ။လူတွေကတော့ဒီကိစ္စကခုထိမပြီးသေးဘူးလားဆိုပြီးပြောနေကြပါပြီ။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေကရောကလေးအတွက်တရားမျှတမှုရအောင်လုပ်ပေးဖို့ခန်းနေဝေကိုအကူအညီတောင်းလာတဲ့ကလေးမိခင်ကိုဘယ်လိုမြင်ပါသလဲခန်းနေဝေကရောအကူအညီတင်တယ်လို့ထင်ပါသလားပြောတော့ကြပါဦးရှင်